င်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်ကနေတရင်နေ့ကိုတင်ဆက်ပေးပါမယ်ပြင်းထန်နေတဲ့မိုးပြင်းမြို့တိုက်ပွဲတွင်စစ်ကောင်စီကအစိမ့်ငွေဘုံများချင်းတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ကင်းနီပြည်နယ်မိုးပြင်းမြို့မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကတိုက်ပွဲတွင်အစိမ့်ငွေဘုံများချင်းတိုက်ခိုက်နေကြောင်းကင်းနီအမျိုးသားများကကွယ်တက် KNDF စစ်ပြူအမတ်တကဒီကနေ့မေလ6ရက်နေ့မှာထုတ်ပြန်ပါတယ်လက်ရှိအချိန်မှာမိုးပြင်းမြို့မှာတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီများလက်နက်ကြီးများဒရုန်းများနဲ့ပြင်းထန်စွာနေ့စဉ်ရက်စက်ထိုးစစ်ဆင်နေတဲ့ပြင်းနေကြောင်းမှာအစ ိတ်ငွေပုံများနဲ့ပါအသုံးပြုတိုက်ခိုက်နေကြောင်းထုတ်ပြန်ပါတယ်။မိုးပြင်းရှိဘလူးကျောင်းနဲ့ကိုပါစစ်ကောင်စီဘက်မှအစိတ်အေးများလောင်းထည့်ထားတာရင်းလည်းရှိရလို့ KNDS စစ်ဗျူဟာမှတ်တစ်တာဝန်ရှိသူကပြောပါတယ်။ဒါအပြင်မိုးပြင်းရေကာတာမှတက်စင်ရေပောက်ချမှုကြောင့်မိုးပြင်းမျိုးရှိမြောင်များနဲ့ဘလူးကျောင်းများအတွင်ငါးများအစုလိုက်အပြုံလိုက်တည်ဆုံမှုယခုရက်ပိုင်းတွင်ခက်ဆိတ်ဆိတ်တွေ့လာကြောင်းဒေသခံတွေကပြောပါတယ်။စကားစာရင်းဆယ်ရင်အစိတ်ခံမှုကြောင့်လားတည်ကြတော့မတည်ရပါပဲ။တချို့လူတွေကကောင်းကောင်းမတည်သေးတဲ့ငါ မူးနေမူးဝေနေတဲ့ငါးတွေကိုဆယ်ယူပြီးစားတော့တာရရှိသလိုပြန်ရောက်နိုင်လည်းရှိတယ်တချို့ကဝယ်စားမိလို့လေချောင်းရတာတွေဖြစ်ကြတာလို့ပြောကြပါတယ်ဆယ်မြောင်းရီကိုအမိပြုပြီးလောက်ကင်စားတောင်းရရဲ့ပြည်သူတချို့လည်းတတိထားဖို့လိုအပ်တယ်လို့ငါးရောင်းဝယ်တဲ့ပြည်သူတွေလည်းတတိထားဖို့လိုအပ်တယ်လို့မိုးပြင်းမျိုးနေပြည်သူတအုပ်ကပြောပါတယ်ငါးတီတီတွေ့ရှိရမှုမှာတရင်တစ်ပတ်နှစ်ပတ်ကျော်ရှိလာပြီးဘလူးချောင်းတွေနဲ့မိုးပြင်းစိန်ထွက်ရီပေါင်းမှာထွက်လာတဲ့မြောင်းတွေကိုမိကိုအတုံးပြုနေတဲ့ပြည်သူတွေအနေနဲ့တတိပြုကြဖို့ KND ရဲ့မိုးပြင်းဆုံးတည်ရင်မူတိန်ထုံကပြောပါတယ် တယ်ပြင်းနီဘူပေါင်းတက်ကထိန်ချုပ်ထားတဲ့မိုးပြင်းမြို့ကိုစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်နေတာ9လဝန်းကျင်ရှိနေပြီဖြစ်ပါတယ်တိုက်ပွဲများအတွင်းကရင်နီဘူပေါင်းတက်မှရဲဘော်ဆဲဦးကျော်ကြာဆုံးခဲ့ရပြီးစစ်ကောင်စီဘက်မှ60ထက်မနည်းတိစုံပြီးလက်နက်20ကန်ကိုကရင်နီတပ်ပေါင်းစုကတင်ဆက်ရရှိထားပါတယ် နောက်ထပ်တစ်ပုတ်အနည်းနဲ့လာပခကိုစစ်ကောင်စီအင်အားဖြည့်တင်ပြီးမန္တလေးတိုင်းတွင်စစ်ကြောင်းထိုးလာနိုင်တယ်လို့တော်လိုင်းတက်တွေသုံးသပ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့ရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပခအတွင်ကိုစစ်ကောင်စီကအင်အားများပြားဖြည့်တင်နေပြီးမန္တလေးတိုင်းတွင်စစ်ကြောင်းတို့စည်ရင်းပြင်းထန်လာနိုင်ပွဲရှိရဲ့လို့တော်လိုင်းတက်တွေကသုံးသပ်ပြောဆိုပါတယ်။မေလ9ရက်နေ့နဲ့6ရက်နေ့တွေမှာအင်အားပြည့်ပါတဲ့ဖော်ကာစုစုပေါင်း25စီအထိလာပခရှိရာနန်းတွင်းနဲ့ကိုအင်အားဖြည့်တင်ထားတယ်လို့မြို့ကန်တွေစီကသိရပါတယ်။နန်းတွင်းနဲ့ကိုဝင်ရောက်လာတဲ့တက်တွေကခလာရ65တန်ရင်တက် မ88နဲ့တမ33လက်မောင်းတစိုက်တွေကိုတွေ့ရတယ်လို့မြို့ကန်တွေကပြောပါပြီ။ဒါပြင်ဒီကနေ့အနန်းတွင်လည်းဝင်လာတဲ့စစ်ကားကစီကပတိန်ကြီးမျိုးနဲ့ဘက်ကလာတာဖြစ်ပြီးစစ်မှုရဲတင်းနှန်းစင်တွေဖြစ်နိုင်တယ်လို့မြို့ကန်တောင်ကပြောပါရယ်တခုခုရှိတဲ့ပုံပဲမင်းညက်နေကနန်းတွင်တွေကလူကြီးလမ်းကြောင်းဆိုပြီးတောင်ဘက်ပေါက်ကဝင်လာတွေ့ရတယ်အဲ့ဒါပြီးအင်အား20ကျော်ပါတဲ့ကားတစီထပ်ဝင်နေညနေပိုင်းကပို့တဲ့စစ်ကား16စီးနဲ့အခွန်နေပြန်ထွက်သွားတာတွေ့ရတယ်လို့မြို့ကန်တောင်ကပြောပါရယ် ဒီအခြေအနေနဲ့ပတ်သက်ပြီးမန္တလေးမြို့ရဲ့တောင်ဘက်ကမြင်းကြံတောင်သားနထိုးကြီးမြို့နယ်တွေကတော့စည်ရီထူးကြတာမရှိသေးပဲစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေသာပြုလုပ်နေတယ်လို့တော်လိုင်းတပ်ဖွဲ့ခေါင်းဆောင်တအုပ်ကပြောပါရယ်ဒီဘက်မှာတော့အကုန်ပံမှမှာပဲဖိုက်တာနဲ့ပုံကျဲတာတွေတော့ရှိရင်စည်ရီထူးကြတာတော့မရှိသေးဘူးလို့တော်လိုင်းတပ်ဖွဲ့ခေါင်းဆောင်တအုပ်ကပြောပါရယ်ဒီကနေ့နေ့လယ်ပိုင်းမှာနထိုးကြီးမြို့နယ်မန္လန်ကြီးရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ရမှာအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တိစုံပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ်ဒါပေမဲ့မန္တလေးမြို့ရဲ့မြောက်ဖက်မဒီယာ ညနယ်မှာတော့မနေ့ကညနေပိုင်းမှာစစ်ကောင်အစီရင်ဆယ်စီဝင်းကျင်ထိသွားတယ်လို့မန္တလေးမတရားလမ်းပိုင်းမှာနေထိုင်သူတွေကပြောပါရယ်မတရားမြို့နယ်ကိုနေမြေယူဖို့တိုက်မဲ့သတင်းတွေထွက်နေရတော့ကြာပြီးအခုလည်းအင်အားတိုးတာတွေရှိတယ် မျိုးမြောက်ဖတ်ထွက်ဖို့ဒီကောင်နေစ조사နေတာလို့ဒီမျိုးနယ်ကတော်လိုင်းတပ်ဖွဲ့ဝင်တအုပ်ကပြောပါတယ်မီဒီယာမျိုးနယ်အနောက်ခြမ်းကိုစစ်ကောင်စီတန်းဝင်ရောက်လာနိုင်တယ်လို့မန္တလေးကြောင်မြောင်းအေယာဝတီလမ်းကြောင်းကိုလည်းစစ်ကောင်စီကထိန်းချုပ်ဖို့လှုံ့ဆော်နေရလို့ဆိုပါတယ်ဒီနေ့လည်းမီဒီယာမျိုးနယ်အရှိချမ်းကမြောင်းတစ်ကြီးရွာအနီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့မျိုးနယ်အတွင်းကကြီးရွာတွေကိုလည်းအဆက်မပြတ်လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာလို့ဒေသခံတွေကပြောပါတယ် စစ်ကောင်စီကတရုတ်ဆိုရကူညီနဲ့လာရှုမျိုးကိုပြန်လည်တောင်းယူပြီးမှမကွေးစကိုင်းနဲ့မန္တလေးတိုင်းကိုစစ်အင်အားတိုးတာစစ်ကြောင်းထိုးတာတွေဆက်တိုက်လုပ်နေပြီးမကွေးတိုင်းကမြိုင်မြို့နယ်ကိုလည်းအင်အား300နဲ့စစ်ကြောင်းထိုးနေရလို့သိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့ PNN ပြည်သူ့စစ်ကွန်မန်ဒိုလာစာဒေသခံများထံမှကောက်မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ပင်လောင်းမှာငလင်တန်ခံကြရတော့လေ PNU နဲ့စစ်ကောင်စီမကူညီပဲစစ်သားတစ်စုနေရလို့သိရပါတယ်စစ်ကောင်စီလက်အောက်ခံ PNU PNN ပြည်သူစစ်မှအထူးကွန်မန်ဒိုတွေရဲ့လာစာအတွက်ဒေသခံတွေစီကကောက်ခံမယ်လို့ PNU ပြည်သူစစ်နဲ့နှိဆက်သူတွေကပြောပါတယ်ရုရှားနိုင်ငံမှာတင်းနှန်းနှီးပြတွေငှားပြီး PNU အထူးကွန်မန်ဒိုအပတ်စဉ်တင်းနှန်းစင်ပွဲကိုမေလ၂ရက်နေ့ကပြုလုပ်ခဲ့ပြီးစစ်ကောင်စီရဲ့အရှိပိုင်းတိုင်းစစ်ဌာနချုပ်မှအရာရှိတွေလည်းတက်ရောက်ခဲ့ပါတယ်ရုရှားကတင်းနှန်းနှီးပြတွေကိုငှားပြီးစာကစာစစ်သားတယောက်ကိုစကပ်ပြန်လုခိုင်းခဲ့တာပါစာကစာ စင်ရရှိကိုစကားပြန်ထားကလေးက PNU ကစကားဆကိုရှုံးကြည့်ကြောင်းအာကူကြောင်းမဟာမိတ်ဖြစ်ကြောင်းတက်တီပါပြနေတဲ့သဘောပါလို့ PNU ပြည်သူစစ်တပ်ဖွဲ့ဝင်များနဲ့နှိဆက်သူတအုပ်ကပြောပါရယ် PNU ပြည်သူစစ်ကလည်းအခြားတိုင်းဒေသလက်နက်ကန်တွေနဲ့နီးတူစစ်ပညာအရေးအချင်းစွမ်းရည်မြင့်နိုင်ကြောင်းဝါရဖြန့်ချခြင်းဖြစ်ကြောင်း၎င်းကဆက်ပြောပါရယ်ဝင်ခွင့်ရတဲ့ကွန်မန်ဒိုလူငယ်တွေရဲ့လာစာဖြစ် PNU အာမေရိကရဲ့လာစာတွေကို6လတကြိမ်ပြည်သူတွေထံကောက်မှာပါလို့ PNU ပြည်သူစစ်နဲ့ဆက်ဆက်သူကပြောပါရယ်စစ်ကောင်စီလက်အောက်ခံဖြင့်ရက်တီကအမျိုးသားရေးအမြင့်က ံပြီးမိသားစုအကျိုးစီးပွားကိုရှေ့တန်းတင် လုပ်နေတဲ့ PNO ပြည်သူ့စစ်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့လုပ်ရက်ကိုဒေသခံတွေကသိရှိရန်လိုကြောင်းပို့ဒေသခံတအုပ်ကပြောပါတယ်။ပင်လောင်းဟိုပုံးစီဆိုင်ကိုကိုလူမျိုးတွေကပဲအုပ်ချုပ်လို့မရဘူးလားစစ်တပ်လောက်ကတဆင့်နိုင်ဘဝနဲ့ဝေစားမြစာ ပေးတာယူကျွေးတာစားခိုင်းတာလှူထားရနေစင်ရသွားရုပ်သေးတာတာနဲ့စစ်တပ်အလို့ကြာကိုလူမျိုးကိုတင်ရစားတာကိုအရှက်မရှိဖိနှိပ်ချေလဲနေတာမြင်ရတာနှလုံးနာလိုက်တာခမားတို့မရှက်ပေမဲ့ကျွန်တော်ရှက်တယ်ဘာကိုပိုင်အုပ်ချုပ်ခွင့်တည်ရတာလဲပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေလည်းမရှိအာဏာလည်းမရှိပြည်နယ်အစိုးရတင်ရလည်းမရှိရှက်ဖို့ကောင်းလိုက်တာအဲ့ဒီလက်နက်နဲ့ပြည်သူအနိုင်ကျင့်စီးပွားရှာကိုကျိုးလို့အရှက်လေးပါလိရှိပါလို့၎င်းက PNU ပြည်သူစစ်ကောင်ဆောင်ရဲ့လုပ်ရက်တွေကိုဝေဖန်ပါတယ် ။ဒါအပြင်မလ28ရက်ကလုခတ်ခဲ့တဲ့စကိုင်းငလင်မှာပင်လောင်းဒေသမှာထိကပ်ပျက်စီးမှုတွေများတော့လဲစစ်ကောင်စီကရော PNO PNI ကမှကူညီပေးခဲ့ခြင်းမရှိကြောင်းဒေသခံတချို့ကပြောပါရယ်။ပင်လောင်းကအထိများတဲ့လူဒေသကတော့၂ရောက်ပဲအိမ်ပျက်စီးတာတထောင်လောက်ရှိမယ်။အဲ့ဒီနေမျိုးတွေကိုစိုးမိုးတဲ့ PNO ပြည်သူစစ်နဲ့စစ်ကောင်စီကတော့ဘာမှမကူဘူး PNO ဆိုမကူတဲ့ပြင်ပတ်စံတွေကလူသစ်စုဆောင်တာတော့မပြတ်ဘူးလို့ဒေသခံတအုပ်ကပြောပါရယ်။စကိုင်းငလင်ပေးတဲ့ဒေသဖြစ်တဲ့ပင်လောင်းမြို့နဲ့ထောင်ဒီပါရွာမှာစစ်သားတပ်နှစ်ဦးတောင်းရ ရမပေးနိုင်လို့တအိမ်လင်6000ကျက်စီပေးရကြောင်းဒေသခံတအူးကပြောပါရယ်ပီအန်အိုပြည်သူ့စစ်ကောင်ဆောင်တွေကစစ်ကောင်စီနဲ့အတူလူမျိုးရေးအကြောင်းပြချက်များဖန်တီးပြီးကရင်ပြည်နယ်နဲ့ရှမ်းတောင်မှာစစ်ရှောင်များကိုအကြောင်းမဲ့တပ်ဖြတ်ခြင်းများပြုလုပ်ခဲ့ပါရယ်ဒါအပြင်2023ခုနှစ်ကကရင်ပြည်နယ်ရဲ့တစ်လီလုံးစစ်စင်ရဲ့အလွန်မှစစ်ရင်ကားဆင်မှပြန့်ရင်းသွားတဲ့စစ်ကောင်စီတရင်တွေကိုပီအန်အိုက၎င်းရဲ့နေမြေမှာလက်ခံပြီးကရင်နီကိုပြန်လည်ဝင်ရောက်ဖို့စစ်ကြောင်းထိုးရမှာပါဝင်ခဲ့ပါရယ်လက်ရှိမှာလည်းညောင်ရွှေမြို့နယ်နဲ့ဖဲကုံမြို့နယ်တို့မှာစစ်ကောင်စီနဲ့အတူစစ်ရေးလှုပ်ရှား မှုတွေပြုလုပ်နေပြီးပြည်သူနေအိမ်များကိုဖျက်ဆီးနေကြောင်းဒေသတွင်လူခွင့်ရေးဖွဲ့တွေကပြောပါရတယ်။ PNO က2022ခုနှစ်နောက်ပိုင်းကစပြီးစစ်ကောင်စီထံမှလက်နက်များရယူပြီးရနောက်ဒေတာရင်းတသားတင်အတမဆူဆောင်ခဲ့ပါတယ်။ဥအောင်ခန်တီဥဆောင်နဲ့ PNO က1992ခုနှစ်ကစပြီးအပြစ်ရပ်ပြီးနောက်ရှမ်းပြည်တောင်ပိုင်းမှာအထူးဒေတာအဖွဲ့6ဖွဲ့ကိုစစ်တပ်ကတတ်မှတ်ပေးခဲ့ပါတယ်။အခုနောက်ပိုင်းခရိုနီလုပ်ငန်းရှင်နေဝင်းထွန်းကို PNO ရဲ့ဒုတိယအကြီးဆုံးရာထူးခံပြီးစစ်ကောင်စီအလို့ကြောင့်ပုံမှန်ပြုလုပ်လာကြောင်းဒေတာရင်းစည်ရေးတည်ရင်အမြင့်တွေကပြောပါတယ်။ ဆက်လက်ပြီးမိုင်းငုံမြို့နယ်ကွယ်ကိုစစ်ကောင်စီဘုံကျင်းနေကြောင်းတင်ဆက်ပေးပါမယ်။တောင်တက်မတော် DNL ထိန်းချုပ်ဒေသတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတဲ့စစ်ကောင်စီကမနေ့ကမေလ9ရက်ညပိုင်းမှာမိုင်းငုံမြို့နယ်ကွယ်ကိုဂျက်ဖိုင်တာနဲ့ဘုံကျင်းတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ကမေလ9ရက်မနက်7:00နာရီခန့်မှ15မိနစ်အတွင်းကြောင်မဲမြို့ကိုလေကြောင်းမှ3ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ပြီးည9:00နာရီခွဲခန့်မှမိုင်းကုန်းမြို့နယ်ကွယ်ကိုထပ်မံပုံကျဲတာဖြစ်ပါတယ်။ကြောင်မဲကိုလေကြောင်းကနေပုံမကျဲကင်းတမနက်လုံးလေရင်နေပြန်နေတာဖြစ်တော့မယ်လို့သိလို့ပုံကျဲနဲ့ဝင်နေရတာညကြတော့မိုင်းငော့ကိုပါထပ်ကျဲတာရှေ့လျှောက်ပြီးတော်တော်လေးသတိထားနေရမှာလို့ကြောင်မဲမြို့ကန်တအုပ်ကပြောပါတယ်။မိုင်းကုန်းမြို့နယ်ကွယ်ကကြောင်မဲမြို့နယ်မှာပါဝင်ပါတယ်2029နှစ်စစ်စင်ရေးဒုတိယပိုင်းကာလ2024ဒီဇင်ဘာလမှာ TNL ကတင်ယူထားတာပါ။ မနေ့ကညကလေကြောင်းတိုက်ခိုက်မှုမှာထိခိုက်မှုရှိမရှိတော့မသိရသေးပါဘူး။မိုးကုံမြို့ပအဝင် TNN လေးထိန်းချုပ်ထားတဲ့နောင်ချိုကြောင်မဲတီပေါ်မိုးမိတ်မြို့တွေမှာထွက်ခွာပြီးပလောင်ကိုပိုင်အုတ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နမ်ဆန်နဲ့မန်တုံမြို့နယ်တီပြန်စုတ်ခွာဖို့စစ်ကောင်စီကတောင်းဆိုထားပါတယ်။တရုတ်နိုင်ငံရဲ့ဂျာဝင်စီစဉ်မှုနဲ့ AB 28နဲ့29တို့မှာတရုတ်ပြည်ကုမင်းမြို့မှာတွဲဆောင်ဆွေးနွေးခဲ့စဉ်တောင်းဆိုခဲ့ခြင်းဖြစ်ပြီးလက်ခံမှာမဟုတ်ကြောင်း TNN လေးကမေလ9ရက်သတင်းစာရှင်းလင်းပွဲမှာပြောကြားထားပါတယ်။စစ်ကောင်စီက TNN လေးထိန်းချုပ်ထားတဲ့မိုးကုံမြို့နောင်ချိုမြို့တို့ကိုလည်းမနေ့ကအထိ လေကျောင်းမှာပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ကုမင်းစွန်းနေပွဲမှာစစ်ကောင်စီအနေနဲ့လေကျောင်းမှာပုံကျဲခြင်းလက်နက်ကြီးများပစ်ခတ်ခြင်းဒရုန်းများနဲ့တိုက်ခိုက်ခြင်းထိုးစစ်ဆင်ခြင်းစတဲ့ပစ်ခတ်တိုက်ခိုက်မှုတွေအားလုံးရပ်တန့်ဖို့တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြက်လည်ဖွင့်လှစ်နိုင်ဖို့ဒေသတည်ငြိမ်ရေးကြိုင်းနဲ့ကိုကန့်တပ်ဖွဲ့ MND ကဲ့သို့အဆင့်တိုးပစ်ခတ်ရစဲပြုလုပ်နိုင်ဖို့အတွက် TNN လီကတောင်းဆိုခဲ့ပါတယ်။အဲ့ဒီစွန်းနေပွဲကိုတရုတ်နိုင်ငံအထူးကိုယ်စားလှယ် Mr. တင်ရှိခြင်းမှကမကထားပြုအလေးထားပြီးဂျိုးပန်းကနှစ်ဖက်တွေ့ဆုံမှုတွေအလင်းမြန်တိုးတက်လာစေဖို့ဆွေးနွေးခဲ့တယ်လို့ TNN လီကထုတ်ပြန် ခဲ့ပါတယ်။ဒါပေမဲ့ဆွေးနွေးပွဲမှာစစ်ကောင်စီရဲ့တောင်းဆိုချက်တွေကို TNL ကမလိုက်ရောခဲ့တယ်လို့စစ်ကောင်စီကလည်း TNL ထိန်းချုပ်ဒေသတွေကိုလေကြောင်းမှပုံကျဲတိုက်ခိုက်ခြင်းတွေစတိုက်ပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပုံမပြုလုပ်နေပြီးဒေသခံပြည်သူတွေလေကြောင်းရန်တတိပြုဖို့ TNL ကတတိပေးထားကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်။